မင်္ဂလာနေ့ရည်ပါခင်ဗျာဒီနေ့ကျွန်တော်မောင်တက်အောင်ရဲ့တည်ရဲမှတိုက်ရဲမယ်မခင်မီဆိုတဲ့ကြပြလေးကိုရွေးဖတ်ပြခြင်းပါတယ်တည်ရဲမှတိုက်ရဲမယ်မခင်မီနာကျင်တဲ့တွေလားဝေဒနာတွေလားသူများကိုမသက်ခင်ကိုတိုင်ကအရင်တည်ရဲဖို့လိုတယ်မခင်မီတွေ့ချင်းချင်းနေတဲ့ဥကောင်းတွေတံမှာ ဘဝဆိုတာဘာလဲအနာဂတ်ဆိုတာဘာလဲကျွန်တော်မသိခဲ့ပါဘူးမခင်မီကျွန်တော်သိခဲ့တာကစတုရင်ထိုးမယ်ကြပြာရေးမယ်အိမ်ကနေမုံဘိုးလှမ်းတောင်းမယ်မခင်မီကိုမျက်မျက်နှုံနှုံချစ်မယ်ရှေ့ကိုမျှကြည့်ဖို့မခင်မီတဖွာဖွာပြောတာကိုကျွန်တော်နားမဝင်ပါဘူးရှေ့မှာ မောင်မိုက်နေတဲ့အရာတွေပဲကျွန်တော်မြင်နေရတာလေမခင်မီမသိပါဘူးကျွန်တော်ကခြေခွေပါးသားကိုအားကြရတယ်ဒီနိုင်ငံမှာ တော်လန်ကြီးပြီးရင်နောက်တနိုင်ငံကို ကူပြီးတော်လန်ကြီးလှုပ်ချင်သေးရဲ့ခတ်တာကဒီနိုင်ငံကတော်လန်ကြီးကလည်းနှစ်ရှည်လာများခေဆက်ဆက် ကျွန်တော်တို့ငွေရွေမှုတွေကို ယဉ်နီးခဲ့ကြရတယ်။မခင်မီက နိုင်ငံရေးကို ကြောက်တယ်။လူတွေကိုတိတ်မယုံဘူး။အယုံမလွယ်တာကောင်းတယ်လို့ယုံကြည်မှုမရှိတာလည်းမကောင်းဘူးမခင်မီ။ဘဝကို လေးလေးနက်နက်ဖြတ်တန်းဖို့တခုခုတော့ယုံကြည်ရလိမ့်မယ်။ကျွန်တော်ကမဘွာတာကိုဆွဲဆွဲမြဲမြဲကြိုက်တယ်။အဖိနိခံ လူတို့တရလုံးကို လွတ်မြောက်စေခြင်းတယ်မခင်မီက ဘာသာတရားကန်ဆိုင်တယ်အရင်ရှင်ကြီးဖြစ်ခြင်းတာလို့ခဏခဏပြောတယ်ကျွန်တော်တို့နှစ်ယောက်အဲ့ဒီမှာ क्वे လွဲတော့တာပါပဲကြီးကြီးကျယ်ကျယ်တွေမပြောနဲ့ကောင်လေးငွေမရှိရင်ဘာမှလုပ်မရဘူးတဲ့ငွေမရှိလို့ထိုင်နေရတဲ့တော်လန်ရေးသမားတွေကိုမြန်မာကျွန်တော်ဟာအတ္တီတရားရပါတော့တယ် ဘဝဆိုတာပြောတော့မလွယ်မှန်းကျွန်တော်အစကတည်းကတိပါတယ်မခင်မီဒါကြောင့်လေကျွန်တော်ဟာတိုက်ပွဲမဝင်ခင်တည်ရဲဖို့အရင်စူးစမ်းနေစေပါမောင်တအောင်မာရုံမျိုးဆက်တော်လန်စာစင်အတွေ့အုံအမှတ်လေးဟုတ်ကဲ့မောင်တအောင်ရဲ့တည်ရဲမှတိုက်ရဲမယ်မခင်မီဆိုတဲ့ကြံလေးကိုရွတ်ပတ်